ခွင့်ရေးမျှော်ဖို့အခွင့်ရေးပေးပြီးတော့ရောက်လာတာဖြစ်တဲ့အတွက်ခွင့်ရေးရမယ်ဆိုရင်တော့သူကတော့ဘာမှမစိုးလုံးမဲ့သဘောပဲပေါ့ကတောင်းဝန်းဘူးတော့မကပ်ပါနော်ဟာကပ်ပါဟိုစစ်စစ်သားဟောင်းလို့ပြောလို့ရရကိုရဟိုအကို ဒါကကျွန်တော်တော်လရင်ဘက်ကိုမေးရမှာပဲနဲ့အကိုစစ်သားဟောင်းတယောက်အနေနဲ့လက်ရှိစစ်တပ်ကိုဘယ်လိုမြင်တော့ပြီးတော့လက်ရှိစစ်စစ်သားတွေကိုအကိုဘယ်လိုမြင်တော့อืมဘယ်မှာတော့အည်ချင်းတခုပေါ့နော်ကျွန်တော်နှိုင်းရှင်ရင်းနဲ့အည်ချင်းတခုရှိတယ်ကျွန်တော်ကရည်တက်မှာတော့ကျွန်တော်ရည်တက်လက်နက်ကျွန်တော်ရထားတဲ့ပညာလေးအုပ်စုကရည်တက်လက်နက်ပေါ့နော်ဒါပေမဲ့ရည်တက်လက်နက်ကျွန်တော်သင်ခဲ့ရတဲ့ဟိုလက်နက်ကြီး scale တွေတော့တဲမှာကျွန်တော်လက်နက်ကြီးသင်တဲ့စက်တက်ရတယ် တတ်တတ်တယ်ပေါ့နော်ဖိုးလွတ်လို့တတ်တတ်တာအဲ့မှာတင်ပြီးတဲ့စကြီးရပုံမြင့်တယ်ဘယ်လိုနောက်ဆုံးဒီကျွန်တော်ဒိုင်ခွက်မလိုပဲနဲ့တန်လိုက်အိမ်မော်ရီနဲ့ပြစ်ဖို့ဆိုတယ်တနက်ကြီးတလက်ကိုဒိုင်ခွက်ရိုက်ခွဲပလိုက်ဒီတနက်ကြီး60တလက်ကို75ကိုဘယ်လိုပြစ်ရမလဲဆိုတော့တန်လိုက်အိမ်မော်နဲ့တင်ပြီးတဲ့စကြီးအဲ့အရာတွေကတော့ဟိုရေချင်းနေပေါ့နော်ဟိုတက်တဲမှာဟိုကျွန်တော်တို့နေခဲ့တုန်းကတော့ရွှေချောင်းနေမဟုတ်ဘူးပေါ့နော်ဟိုမှာတကယ် ပိုလဲတိကျတယ်တင်ပေးတာတွေကပိုလဲဆက်ကြတယ်ပေါ့အားကြီးကတော့ဟိုအဓိကတော့အဲ့ဒီအေးချင်းနေနောက်တစ်ချက်ကကျွန်တော်တို့ကိုယ်တိုင်လည်းကျွန်တော်မှမဟုတ်ဘူးတော်တော်များသိတယ်ပေါ့ကျွန်တော်တက်ထဲမှာဘယ်လိုရှိချောင်နေခဲ့ကြရလဲဆိုတာအဲတက်စီဒီယံပဲဖြစ်ရဲစီဒီယံပဲဖြစ်ဝန်ထမ်းတော်တော်များများသိကြပါတယ်ဟောအဲ့ဒါဒီဘက်မှာတော့လက်နက်ကြီးဆိုလဲလက်နက်ကြီးတကယ်ဟိုအမှန်ကန်ဟာသူတို့ကဒီဘက်မှာတချို့ရောက်နေတယ်ကျွန်တော်တို့ CDN နေရတယ် နော်ဟိုဘသူရဲဟွာရဲတော့မပြောတော့ဘူးပေါ့နော်အရာရှိပိုင်းနေရတယောက်ပေါ့သူကအဲ့လိုပေါ့ရုရှားမှာတင်ခဲ့ရတာဟုတ်တင်ခဲ့ရတာတွေဒီဘက်မှာပြန်ပြီးတော့တင်ပြီးတာပေါ့နော်ဟိုဒီလက်နက်ကြီးမှာတတ်ထားတဲ့ဒိုင်ခွက်တွေကိုကျွန်တော်တို့စခန်းတွေပါအသိမ်းခံရရာစုရိုက်ခွဲခံရတာအဲ့ဒိုင်ခွက်မရှိရင်ချိန်မှုခတ်တယ်လေအဲ့ဒီအချိန်မှာအဲ့ဒီအစာအောက်ထိုးတန်တိုင်းအိမ်ရောက်နေပြစ်ဖို့အတွက်တွေအဲ့ဒီအပူကြီးကတင်ပြီးတယ်ကျွန်တော်အဲ့တင်နေနေလေ အဲ့မှာတက်ဖြစ်တယ်ဘောနော်အဲ့မှာတော်တော်များတိလိုက်ရတာဟုတ်တော့ပြီးတော့ဥစ္စာပေါ့ဒါကလည်းဒီတိုင်းကျွန်တော်အလွတ်အလွတ်တမ်းမေးရပုံစံမျိုးပေါ့အခုဆိုရင်အစိုးရထွက်လာခဲ့တာဗျ2021တည်းကထွက်လာခဲ့တာဟိုအဲ့ဒီတော့ဆိုရင်စစ်တပ်ကအမှန်တမ်းပြောမယ်ဆိုအခုနောက်ပိုင်းလောက်ကြီးအရင်ရုံမာတာမျိုးတွေရက်ဆက်တာမျိုးတွေမတွေ့ရအောင်ကျွန်တော်ထွက်လာပြီးခါမှာတော်တော်လေးကိုချိုးညာဘက်မှာဆိုရွာလုံးကျုပ်ကိုမီးရှို့ပစ်လိုက်တာမျိုးတွေတတ်တာတော့မှရိုးတတ်တာမျိုးခေါင်းဖြတ်တတ်လိုက်တာမျိုးတွေမြင်ရရဗျာ ဟုတ်ကျွန်တော်တို့အခြေခံသင်တန်းများဟိုစစ်သင်တန်းအခုလည်းတက်ခဲ့ဘူးလေကျွန်တော်လည်းတက်ခဲ့ဘူးလေစစ်တက်ကတော့ဒါမျိုးလောက်ပါဆိုတာမျိုးကျွန်တော်တို့သင်ခဲ့သင်ခဲ့တာမျိုးတော့မရှိဘူးပေါ့နော်ဒါပေမဲ့ဒါမျိုးတွေလုံနေတာမျိုးတွေတွေ့ရတော့အခုအနေနဲ့ဘယ်လိုခံစားရတော့ဘယ်ခံစားရလဲဆိုတော့ကျွန်တော်ထင်တာကတော့အခုကအခုလူတွေလောက်လာတယ်ဆိုတော့ကဟိုအခုစစ်တက်အခုစစ်သားစုဆောင်ရေးတွေလောက်တယ်ပေါ့ကျွန်တော်အမြင်ပြောတာပေါ့စုဆောင်ရေးလောက်တဲ့အချိန်မှာဟိုအရင်တော့တထဲရောက်လာတယ်ဆိုတော့ ဟိုတချို့ကြတော့လည်းခံယူချက်နဲ့ရောက်လာတယ်တချို့ကြတော့လည်းငွေကြေးပိုင်းကြောင့်ရောက်လာတယ်တချို့ကြတော့လည်းအခက်မတင်လို့ရောက်လာတယ်ဒါမျိုးတော့ပဲရှိတယ်ခုနောက်ပိုင်းသူတို့ကဟိုလိုအပ်ချက်တွေတအားများလာတော့ကြုံရလူပေါ့အခွင့်အရေးပေးပြီးတော့သူတို့အကုန်ဆွဲသွင်းတာလေဆွဲသွင်းတဲ့အချိန်မှာဟိုတကယ်ဟိုစိတ်ကောင်းဒါဒါကျွန်တော်တို့ပါတယ်မပါလို့မဆုလို့ရှင်ပါဘူးဟိုဒီနိုင်ငံပေါ်စိတ်ကောင်းရှိရတော်တော်များများစစ်သားတွေတော်တော်များများ စီရီယံလှုပ်သွားကြရပေါ့နော်လှုပ်သွားကြတဲ့အချိန်မှာဟိုအခွင့်အရေးယူဖို့လောက်ပဲကြံခဲ့တဲ့လူတွေနဲ့ပေါင်းပြီးတော့ဆက်ခေါ်တဲ့လူတွေရတယ်အခွင့်အရေးမျှော်ဖို့အခွင့်အရေးပေးပြီးတော့ရောက်လာတာဖြစ်တဲ့အတွက်အခွင့်အရေးရမယ်ဆိုရင်တော့သူကတော့ဘာမှမစိုးလှုပ်မဲ့သဘောပဲပေါ့အဲ့သဘောလို့ပဲမြင်ရတယ်ဒါကြောင့်မို့လဲဥမာဟိုအာဒီယူအာမှာမင်းတို့မှမတတ်ရင်မင်းတို့တတ်မှာပဲနောက်ဆုံးသူယူစရာရှိရာယူမယ်ဆိုတခါတည်းအပြည့်ရှင်ခဲ့ရှင်တက်မလားအေးကိုဟိုဖော်ကောင်လုံးမှမထားခင်ねဒါမျိုးပြောပြီးတော့ပဲသူတို့ဟို လို့ပြောမယ်တချို့ကြောက်လည်းဟိုညံရင်မမီလို့လောက်တာလားတချို့ကြောက်လည်းဟိုအဲ့လိုဆေးဝါးတွေကြောင်လားဒါမှမဟုတ်လေအမိန်ညောင်းဆိုတာရေလို့တော့ကျွန်တော်အသိမမြင်ပါဘူးအဲအမိန်ဆိုတာကတော့ဟိုကောင်းတယ်မကောင်းဆိုတာကိုယ့်ကိုယ်ကိုယ်လည်းခွဲခြားလို့ရတာပဲလေဒါပေမဲ့အခုနောက်ပိုင်းတူတွေကတော့သူတို့ခွဲခြားနိုင်နေပြီတော့တိတ်မထင်တော့ဘူးအခွင့်အရေးတခုလောက်ပဲသူတို့ခွဲခြားနိုင်မှာပါဟုတ်ဟုတ်ဆေးဝါးဆိုတော့ဒီဥစ္စာလေး စီဝါနဲ့ပတ်သက်ပြီးတော့ကိုတက်ထဲမှာပဲဖြစ်ဖြစ်ကြုံခဲ့ရတဲ့ဖြစ်ပျက်တွေရှိလာဒါမှမဟုတ်ဒီဘက်ဟိုတော်လိုင်းရေးဖွဲ့ကိုရောက်ပြီးခံမှာဒီကျွန်တော်တို့ဆိုခဏတိုင်းကြာရပြီစစ်အာချိုးပွဲတွေမှာဆိုရင်ဒီကောင်တွေကစေးတွေတုံးပြီးတော့ကိုတိုက်နေရဆိုတဲ့ဟာမျိုးကြီးကြားတာမျိုးရှိတယ်အဲ့လိုကြုံခဲ့ဘူးလားမကြုံခဲ့ရင်တော့မှအကိုရဲဥစ္စာတွေကပြောတာမျိုးကြီးကြားဘူးလားမျိုးရှိလားကြုံတာတော့မကြုံဘူးပေါ့ကွာဒါပေမဲ့ဟိုဒါနေဆက်မျိုးတွေအခုတိုက်ပွဲတွေအများစုဖြစ်တာနေဆက်မျိုးတွေများတယ်ပြီးတော့ဟို စစ်ကြောင်းတွေရတယ်အခုစစ်ကောင်စီဘက်ကထုံထုံအင်အားစစ်ကြောင်းတွေထွက်လာပြီလို့ရှိရင်ကြောက်တော့တွေပဲလေဟုတ်တယ်ဟိုတက်တွေကဒီတက်တွေကဥမာရှမ်းပြည်ကတက်တွေကချင်ကတက်တွေပြည်ရင်ကတက်တွေအဲ့လိုမျိုးကတောင်ကိုမြောက်ဖို့တွေနဲ့ဆိုတော့သူကရှင်းပြရင်ဟိုဘယ်ကိပဲပြည့်တကားမရှိဒါမရှိသွားလို့ရနေတယ်လူတွေဖြစ်သွားပြီလေအဲ့တော့တေရင်တဲ့ပစ္စည်းကသူတို့ကဒီနယ်မှာပေါ်တဲ့ပစ္စည်းဟိုဘက်ကငါတို့ရွှေ့ရင်ငါတို့နဲ့တွက်ချီကန်အောင်ဗာတဲပါမယ်သူတို့စစ်မဲ့လူတွေရောက်မှမရှိတာအဲ့တော့ပါသွားမှာပဲလေဟို ပြန်သူတို့တုံးလာပဲပြည့်ပြည့်ရောင်းမှုပဲပြည့်ပြည့်ဒါတွေကအရင်ကတော့ကန့်သက်ချက်ပစ္စည်းတွေဖြစ်တဲ့အတွက်ဟိုတော့တော့ပြဿနာဖြစ်မှကြတော့မတည်ရဲဘူးလေခုချိန်ကျတော့သူတို့ဘယ်သူကစစ်မှာလဲသူတို့ယင်သူတို့ယင်နဲ့လာရင်တော့အကုန်လုံးကဖယ်ပြီးနေရလို့ဖြစ်နေတာလေသူတို့ကိုယ်တိုင်ကလည်းဟိုဒီကားတွေစစ်ကားမောင်းပြီဆိုတော့ဟိုရက်ဖို့အစီအစဉ်တိတ်မှမရှိတော့သူတို့လူရခီးရောက်အောင်သွားဖို့ပဲအဲ့တော့ဒါတွေအကုန်လုံးပါသွားမှာပဲတည်ကြတာကတော့ဘာလို့လဲဆိုတော့ယင်တော့ကလို့ဟို စီးနဲ့ကန်းနဲ့သွားခဲ့တဲ့စစ်တပ်မဟုတ်တော့ဘူးကျုံရလူတွေထည့်ပြီးတော့အခွင့်အရေးရဖို့အတွက်ရောက်လာတဲ့လူတွေများတာကိုများတဲ့အတွက်လည်းသူတို့ဘာအခွင့်အရေးယူလို့ရမလဲဘာအခွင့်အရေးရမလဲဟိုရောင်းဝယ်တာပဲဖြစ်ဖြစ်ဟိုခုနပြောသလိုပေါ့ကွာဟိုဒီလူကိုတတ်လိုက်ပြီးတော့ဒီလူရှေ့ပစ္စည်းယူလိုက်မယ်ဒါမှနောက်ကြောင်အိမ်မှာတတ်လိုက်ဟမ်အဲဒါမျိုးတွေပေါ့နော်ငါရဖို့တခုပဲကြည်တာပေါ့အဲအဲ့လိုလူတွေများလာမှတော့ဒါတွေကတော့ရှိမှာပဲကိုကျွန်တော်သိချင်းဟမ် ဟုတ်ကောဥစားပေါ့ဒီနောက်ဆုံးအနေနဲ့မေးမယ်ဆိုရင်အခုအနေနဲ့ဒီလက်ရှိတော်လိုင်းရေးပေါ့ယုံကြည်ချက်ဘလောက်ဘလောက်တိရှိလဲပြီးတော့ဟောပြည်သူတွေရောအခုအနေနဲ့ဘာစကားပါခြင်းလဲပေါ့ကျွန်တော်ကတော့တော်လိုင်းရေးပေါ်ထားတဲ့ယုံကြည်ချက်ကျွန်တော်စားထွက်လာတဲ့ကလည်းရှင်းပြောရလို့ရှိရင်ဒီလောက်ကိုလုံမယ်လို့ပေါ့နော်စီဒီယန်လုံမယ်ဟိုတိုက်ခိုက်ရေးဘက်ကိုသွားမယ်လို့ဆုံးဖြတ်ထားပြီးတော့ထွက်လာခဲ့တယ်ပေါ့နော်ဟိုအနည်းဆုံး နောက်ဆုံးကျွန်တော်ကတော့ဟိုစီဂျင်အဖြစ်ဆက်ပြီးရက်တည်နိုင်မှုအတွက်တိုက်ခိုက်ရေးဘက်ကိုကျွန်တော်ရဲ့ကျမ်းမာရေးအခြေအနေကြောင့်မိသားစုအခက်အခဲကြောင့်ကျွန်တော်ဆက်မလုပ်နိုင်တော့ပေမဲ့စီဂျင်အဖြစ်ကိုကျွန်တော်ဆက်ပြီးတော့ရက်တည်နေတယ်။အဲဒီအတွက်ရှေ့ဆက်ပြီးတော့လည်းဒီတိုင်းပဲရက်တည်သွားမယ်။ဟိုယုံကြည်ချက်တစ်ခုနဲ့ကျွန်တော်ကဆထွက်လာပြီဖြစ်တဲ့အတွက်ဒီယုံကြည်ချက်ကတော့ပြောင်းသွားစရာမရှိဘူးပေါ့နော်။ဟိုဒေါ်လာရေးအောင်မယ်လို့လည်းယုံကြည်ထားရပေါ့နော်။ကျွန်ကြီးရတဲ့အချိန်တခုတော့ပြီးရမယ်ဆိုတာလည်းနားလေတယ်ပေါ့နော်အဲဒီအတွက်လည်းဟိုလှုပ်တဲ့လူတွေလည်းလုံနေကြတယ်ကျွန်တော်တို့လည်း ိုနိုင်ရနိုင်ရတော့လုံနေကြရတယ်။ကိုစီဒီယန်လောက်ထားတဲ့အတွက်ကိုမိသားစုအတွက်ကိုရက်တိနိုင်အောင်ရုန်းကန်နေရပါတော့။အဲ့ဒီအတွက်လည်းဒီရှင်ကြီးချက်ကတော့ပြောင်းသွားစရာမရှိဘူး။ပြည်သူတွေရောကိုဘာစကားအပေးချင်တာပဲဖြစ်ဖြစ်တခြားသတင်းစကားပါချင်တာပဲဖြစ်အခုကျွန်တော်တို့ဒီအာနာတိန်းတာအချိန်ကာလနဲ့ပြန်တွက်မယ်ဆိုရင် အာဏာသိမ်းမှုကိုတွန်းလှန်တဲ့နိုင်ငံတော်တော်များများမှာကျွန်တော်တို့အခုတိုက်ခိုက်နေရတဲ့အခြေအနေနည်းနည်းနေသေးတယ်။ဒါပေမဲ့တူတောင်းသေးတယ်ပေါ့နော်။ကျွန်တော်တည့်ရဲ့ဟိုအာဏာသိမ်းမှုတွေကိုပြန်တွန်းလှန်တဲ့အချိန်မှာအနည်းဆုံး6နှစ်ကျော်လောက်ကြာတယ်။ဒီပြန်ပြီးတော့ဟိုရင်းဖြစ်ဖို့အခုအချိန်မှာကျွန်တော်က၄နှစ်ကျော်ပြီ။နီးလာပြီပေါ့နော်။ဟုတ်။ဟိုဘယ်လိုရမလဲ။အာဟိုဟိုအစတော့ကတော့ပြောရအောင်။23ကျရင်ဘယ်လိုပေါ့နော်။ပြီးမယ်။24ကျရင်ဘယ်လိုပေါ့။25ကျရင်ဘယ်လို။ ဟိုအရာတွေကိုစဉ်းစားမဲ့အစားပေါ့ကျွန်တော်တို့လုံးဝမဲ့အလုပ်ကနည်းနည်းကြံနေသေးတယ်ပေါ့နော်ဟိုဘယ်နိုင်ငံနဲ့ပဲရှင်လိုက်ရှင်လိုက်ပေါ့နော်ဒီအာနာသိမ့်မှုကိုစစ်တပ်အာနာသိမ့်သွားလို့ဒီပြည်သူလက်ထက်အာနာပြန်ရောက်ဖို့ဒီမိုကရေစီရောက်ဖို့ဆိုတာတိုက်ခဲ့တဲ့နိုင်ငံတမိုင်းကြောင်းတွေပြန်ကြည့်ရင်ကျွန်တော်ကတော့တော်တော်နီးလာပြီပေါ့နော်အဲဒီအတွက်ဟိုကျွန်တော်မျှော်လင့်ထားတဲ့ဒီဒီမိုကရေစီဆိုတာရောက်ဖို့ချိန်တိုင်းတာတစ်ခုပြီးပြီးရင်တော့ဖြစ်လာမှာပါဟုတ်ကဲ့ကော ကျေးဇူးပါဟုတ်ကဲ့ပါဟုတ်ဒါကတော့ကျွန်တော်တို့ဒီ BBN TV Plus ရဲ့ podcast season မှာဒီ season စစ်သားကိုမျိုးတန်းအောင်ခေါ်ပြီးတော့ကျွန်တော်တို့အာမင်းမြန်ထားတာပဲဖြစ်ပါတယ်။နောက်ပတ်တွေကျရင်လည်းတခြားသော season စစ်သားတွေခေါ်ပြီးတော့ကျွန်တော်တို့ဆက်လက်တင်ဆက်ပေးတော့မှာဖြစ်ဖြစ်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။